မင်္ဂလာပါဒီဗီဒီယိုမှာလဲ JPTN 4 reading အတွက်ဖြင်းနည်းကိုလေ့ကျင့်ပေးမှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့မိုချီကိုဤမိကွန် vocabulary မိကွန်ထဲမှာပါတယ်စကလုံးတစ်ခုကိုမမှန်ကန်ကန်အသုံးပြုတယ်လားမပြုတယ်လားဆိုတဲ့ဟာကိုမေးတဲ့မိကွန်ပုံစံဖြစ်ပါတယ်ဒါကိုလည်းမြန်မြန်လေးနဲ့ အဖြေမှန်ကိုရွေးတဲ့ဤကိုမျှဝေပေးပါမယ်။ဒေဝဟာဒီမေမရှောရေကိုအရင်ဖတ်ကြည့်မယ်ဥပမာအရင်ဖတ်ကြည့်မယ်စတဲရူစတဲရူဆိုတာကလွန့်ပြစ်တာမလိုတဲ့ပစ္စည်းတွေကိုလွန့်ပြစ်တာကိုစတဲရူလို့ပြောတယ်အဲ့တော့အဲ့ဒါကိုတိကျတုံးတက်ရလာပါတော့အဲ့ဣချီကိုဖတ်ကြည့်ဟေယာကို全部捨ててください。တိတ်ပဲမရှိဘူးနော်ဟေယာ အခန်းကိုဇင်းဘူးအကုန်လုံးလွှင့်ပြလိုက်ပါတဲ့အလုံးမပြောဘူးနောက်တစ်ခုနေပါひどいことをするのは捨ててくださいひどいそらがやややささそそわわをပြောတာやややささそそわわကိစ္စတွေလောက်တာကိုလွှင့်ပြလိုက်ပါတို့ဒါမျိုးလည်းမသုံးဘူး3番 ここにいらないものを捨ててください。ここに今いらないもの,のやものの部屋捨ててください。ロンピライパー。ロディマムローラリをピライパー。ものを捨ててください。ピシリをロンピカイナのいらないもの。もの捨てピシリを捨ててください。そのディハマアピアマンピメ。ナンバー4ソロシエンレ。 学校の本をカバンに捨ててください。学校の本、ちゃんがさおてをカバン、えいてを論じないばれ。あらら、まとも。だちゃん、あぴんばんが3番、そろそろ3を言いたらな。あらら、にね。ဒီပင်ပြည့်တဲ့ဟာလေးလည်းသူသုံးပြထားလိမ့်မယ်အဲ့တော့ကိုကမှန်တဲ့ဟာကိုယူရမယ်ဆိုရင်ဖြည့်ကြည့်ကြမယ် ရုစုရုစုဆိုတဲ့စကားကိုတည်လားရုစုဆိုတာကလေအိမ်မှာဘယ်သူမှမရှိတာကိုပြောတာအိမ်မှာဘယ်သူမှမရှိတာဖြစ်တဲ့အတွက်သူကအိမ်ဆိုတဲ့စကားနဲ့တွဲပြီးတော့သုံးနာများတယ်အလိုပဲအရင်ဆုံးအကျင့်ပြပတ်တာနော်အိမ်နဲ့တွဲပြီးသုံးမယ်အိမ်မှာလူမရှိတာကိုရုစုလို့ပြောတယ်အဲ့တော့ကျမတို့ဖြည့်တဲ့အခါကျရင်အဲ့ဒီရုစုဆိုပြီးဖြည့်ထားရင်ရုစုသုံးထားတဲ့ သူ့အနီးနားစကလုံးလေးကိုပဲရှာပြီးတော့ဖတ်ကြည့်ကြမယ်လူစုရှိတယ်ဆိုရင်ဒီအနီးနားစကလုံးလေးကိုပဲရှာဖတ်မယ်လူစုရှိတယ်အနီးနားစကလုံးလေးရှာဖတ်မယ်လူစုရှိတယ်အနီးနားစကလုံးလေးကိုရှာဖတ်မယ်နော်အဲ့တော့နံပါတ်၁ကိုရှာပြီးတော့ဖတ်ကြည့်တော့ပါဖြစ်လေလူစုနီနာနီမာစင်တဲ့လူစုမဖြစ်ဘူးတဲ့ အရှိရအရှိကိုတူအလုံးတဲ့အလုံးကတော့စုမဖြစ်ဘူးအလုံးကအိမ်မှာလုံးမရှိဘူးတိတ်ပဲမရှိဘူးနော်အဲ့တော့မှားတယ်နောက်တစ်ခုသူစကျော်ဝါတို့စုတဲ့စတီနီအိမ်မှာလုံးမရှိဘူးဆိုတော့တန်းနေနေဖြစ်နိုင်မယ်အရှိကိုပြဿဖက်ကြည့်ဒေပါတိုဝါဒေပါတိုဆိုတာကုန်တိုက်ကိုပြောတာဈေးဝယ်စင်တာကိုပြောတာအဲဈေးဝယ်စင်တာဒီနေ့ အိမ်မှာလူမရှိဘူးလို့ပြောတယ်။ရူဆူဆိုတာကဆိုင်နေမှာလူမရှိတာပြောတာမဟုတ်ဘူးနော်။အိမ်နဲ့ပဲပတ်သက်တာပဲသုံးတာဖြစ်တဲ့အတွက်ဒါဒီပတ်သူနဲ့သုံးထားတော့ဒါလည်းမှားပြန်တယ်မဟုတ်ဘူး။နာတရူဆူကြည့်မယ်။သူ့ဘေးနာရူဆူရူဆူနော်ဆေကီကအဒီမာဆန်။အိမ်မှာလူမရှိတဲ့ဆေကီဆိုတာနေရာထိုင်ခုံနေရာမရှိဘူးတဲ့။ အဲ့တော့အဲ့ဒါလည်းမဖြစ်နိုင်တော့ပြန်မို့အဆောလို့ရှင်နံပါတ်၄ရဖတ်စရာတော့မလို့တနစ်တော့မရှိဘူးမဟုတ်ဘူးဆိုရင်အဖြစ်ရ၄ပဲဆိုပြီးတော့ရွေးလိုက်လို့ရတယ်စာမေးပွဲမှာဒါပေမဲ့အခုတော့ဖတ်ကြည့်နော်အဲ့တော့၄ကရုစုတေစတာတဲ့အိမ်မှာလူမရှိခဲ့ဘူးတဲ့အဲ့ရှေ့ကိုဖတ်ကြည့်ယေနီဣတာရာတဲ့အိမ်ကိုသွားတဲ့အခါတဲ့ ဆိုတော့အီးရဲ့အိမ်ဆိုတဲ့စကားပါလာပြီအဲ့တော့ဒါဖြစ်နိုင်မယ်အဲ့တော့အကုန်ဖတ်ကြည့်မယ်တမူဒါချင်းတို့အီးရဲ့နိဣတာတတငယ်ချင်းအိမ်ကိုသွားတဲ့အခါရုစုတေစတာအိမ်မှာသူမမရှိခဲ့အိမ်မှာလူမရှိခဲ့တငယ်ချင်းအိမ်ကိုသွားလဲဒါပေမဲ့သူမမရှိခဲ့အလိုပဲတုံနေကျန်တဲ့အပေါ်ကတင်းနဲ့တုံပုံစံလိုမျိုးမတုံရဘူးဒါကြောင့်သူရဲ့စေကိုင်းက4ပါတက် はい、なんとくが新設新設をブロナレたじゃれろもてべめてけど新設そらがね、ルーで都合かんなを言うら。ဥပမာဆရာမသဘောကောင်းတယ်ဆင်းစေဝါရှင်းစေစစ်တယ်ဒီလိုပဲတုံလို့ရတယ်လူတွေကသဘောကောင်းတယ်လူကလူအပေါ်မှာသဘောကောင်းတယ်လူတယောက်နဲ့တယောက်အပေါ်မှာသဘောကောင်းတယ်အဲ့ဒါကိုရှင်းစေစစ်လို့တုံ ရှင်းစစ်စနီနာစလုံးလေးရှာဖတ်ကြည့်မယ်နော်နံပါတ်1ရှင်းစစ်စတဲ့စီရောတဲ့သဘောကောင်းတဲ့လေးတဲ့အရှိဖတ်ကြည့်တော့တင်းမရှင်းစစ်စတဲ့စီရောအရင်သဘောကောင်းတဲ့လေးအရှိဖတ်တော့ခါရဒါနီခန္ဓာကိုယ်အတွက်ခါရဒါခန္ဓာကိုယ်ခန္ဓာကိုယ်ကျမရေလို့လည်းတောင်းလို့ရတယ်ကျမရေအတွက်ခန္ဓာကိုယ်အတွက်အရင်ဟောသဘောကောင်းတယ်ဆိုတော့ဒီလိုမျိုးမသုံးဘူးဒါကြောင့်မို့လို့ 得加么好不？但是一下让拍，拍也对喏。看哪，果断一样，我都不讲你那么懂。看哪，果断刚你罗吧罗吧表嘛，伊也是罗吧罗吧懂嘛。他讲，现在只是让骂嘞。那么，那也，亲切度是怎么样？とても亲切です。哎呀，那我讲呢，只有拍子卡诶鲁诺的，为难鲁脚。 何でも買えるので何でもさパムソパムソウェナイロအရင်သဘောကောင်းတယ်ဒီလိုအဆုံးတော့ကလည်းမဖြစ်နိုင်တော့ပြန်ဘူးเนาะပမ်ဆိုဝင်နိုင်လို့သဘောကောင်းတယ်ဆိုတာမျိုးမတော်ဘူးပြင်မယ်နောက်တစ်ခုတိုတဲမရှင်ဆဲဆိုတဲ့စီရောအရင်သဘောကောင်းတယ်တဲ့ရှေးဥဖက်ကြည့်တော့အိုအီရှာဆန်ဝါအိုအီရှာဆန်ဆိုတာအီရှာဆရာဝင်เนาะ ဝန်ရှာဆန်လို့ခေါ်တယ်။ဆရာဝန်ကအရင်သဘောကောင်းတယ်။ဆိုတာဖြစ်နိုင်ပြီ။လူပါလားဆရာဝန်။ဒီဆရာဝန်လူဖြစ်တဲ့ဆရာဝန်ကအရင်သဘောကောင်းတယ်။အဲ့တော့အကုန်ဖတ်ကြည့်အောင်ခိုးနိုးပြောရင်တော့ဝန်ရှာဆန်မှာဒီဆေးရုံကဆရာဝန်ကအရင်ကိုသဘောကောင်းပါလေ။ဆိုတော့အပြင်းမှန်က3ပန်းဖြစ်မယ်။ဒါကြောင့်4ပန်းကိုဆက်ပြီးမဖတ်တော့ ံပွဲဖြစ်ရင်ဒီလိုနည်းနဲ့ပဲဖြစ်မယ်။အကုန်ရှောင်းမဖတ်ဘူး။အဖြေတွေ့ရင်လည်းကျန်တဲ့ဟာပါလေးလည်းမသိဘူးဆိုပြီးတော့မဖတ်ဘူး။အချိန်မရှိတဲ့အတွက်အဖြေကိုပဲရှာမယ်နော်။ I now to go ဒီနာလကိုရွှေ့လိုက်မယ်။နောက်တစ်ပုဒ်ကနီဂိုင်နီဂိုင်ဆိုခါသော adjective နော် adjective ဆိုလို့ရှိရင် noun ရဲ့ verb ရဲ့နဲ့တွဲသုံးမယ်။ ဒီနောင်ကအရန်ကို adjective ဖြစ်တယ်လို့ပါလို့ပဲသုံးတာများမယ် verb ဆိုတာကမတက်စနဲ့တွေ့သုံးလိုက်ရင် verb ဖြစ်သွားတာ။နေကိုင်းတဲ့ဆိုခါတော့ဖြစ်တယ်မဟုတ်တော့ပဲနဲ့ခါတယ်ဆိုပြီးဖြစ်သွားတာမလား။အဲ့တော့နေကိုင်းတဲ့ကောလုံးနေကိုင်းတဲ့စတိပဲ။ခါပါတယ်တဲ့။အဲ့တော့ရှင်ကနောင်ကခါရမှာ။ရှင်ကနောင်ကပေါက်ကရနောင်နေလာလို့မြောက်ခါတယ်ဆိုကြတဲ့အရသာနဲ့ပတ်သက်တာဆိုစားကြရတော့ပါလို့ စားစရာတောက်စရာတစ်ခုခုပေါ့နော်အဲ့လိုပဲဖြစ်ရမယ်အဲ့တော့ညီ गाई တဲ့စတဲ့ညီ गाई တဲ့ရဲ့အရှိကိုဖတ်ကြည့်ခွဲကညီ गाई တဲ့ခွဲဆိုတာကတရှိတတဝါရဲ့အတန်ကိုပြောတာအတန်ကခါတယ်မတော်မူဟိုက်နောက်တစ်ခုအရုခုနောဝညီ गाई တဲ့အရုခုဆိုတာဘာလဲအရုခုအရုခိမတ် လမ်းလျှောက်တာလမ်းလျှောက်တာခါတယ်တဲ့မတော်ဘူးနောက်တစ်ခုနီဂိုင်းです試合ばれ腕が苦いです腕がばれ腕がラマンラマンはかれてはいべめそのアピパンが4番目のアピパンでねらパピライパンめ とても苦いです。あやんかれ、パイレ。せや、薬は、薬。せ。い。この薬はとても苦いです。この薬はとても苦いです。D 性があやんかれ。はい、正解は4番ですね。はい、なるほどね。 သူဒီပုံစံကမိခွန်းကငားပုတ်ပါလိမ့်မယ်နော်အဲ့ခုနသုံးဖို့ပြီးသွားပြီလေးပုံမြောက်ကဝါရုဝါရုဆိုတာကခွဲတာကွဲ sorry ကွဲတာကိုပြောတာပြစ်စီတွေကွဲသွားတာကြကွဲသွားတာအဲ့ဒါကိုဝါရုနဲ့သုံးတယ်ဖန်ခွက်တွေကြကွဲသွားတာလို့ပါလို့အဲ့လိုပဲသုံးတယ်ဝါရုနော်ခုနလိုပဲဝါရုနဲ့ပတ်သက်တဲ့ နာသူ့ပေပဝင်ခြင်းအစကလုံးတွေကိုထွက်ရှာဖတ်ကြမယ်နော်ဒီမှာအကုန်လုံးကဝတေဝတေဝတေနဲ့တုံထားတယ်ဆိုတော့တေ form နဲ့တုံထားတယ်ဝါရူဝါဒီမတ်စ်ကိုတေ form နဲ့ဝတ်တေဆိုပြီးတော့တုံထားတယ်အလိုဖတ်ပုံစံပြောင်းထားလို့ရှင်တော့နည်းနည်းလေးခက်သွားလိမ့်မယ်တေချာရှာပြီးတော့ဖတ်နော်はい、1番パッチロ。わてしまいました。 てしまいましたさလုံလိုက်မိတယ်ခွဲလိုက်မိတယ်ကွဲသွားမိကွဲသွားတယ်ခွဲလိုက်မိတယ်ရှေ့ဥဖတ်ကြည့်တော့落として落としますそらがပြုတ်ちゃうせいだလွတ်ちゃうသွားတာဗောနော်အရာကို落としますလို့ပြောတယ်လွတ်ちゃうသွားလို့ခွဲသွားတယ်ဆိုတော့ဖြစ်နိုင်လာပြီရှေ့ဥဆက်ဖတ်တော့おさらをって。おさら。おさらは、バカ。 ရပကန်ကိုလွတ်ကျပြီးတော့ကွဲသွားတယ်ဆိုတော့ဒါဖြစ်နိုင်ခြင်းရှိတယ်အခုကိုရန်ယုံကြည်မှုရှိတယ်ဒါတိတ်ချပြီးဆိုလို့ရှိရင်တစ်တခါရွေးပြီးတော့ကျန်တာဆက်မဖက်ပင်နဲ့သွားလိုက်လို့ရတယ်နောက်တစ်ပုတ်ကိုမတိချအောင်ဆိုတော့ကျန်တဲ့ပုံတွေနည်းနည်းလိုက်ဖက်ကြည့်ပါတော့အဲ့မတိချအောင်ပဲထားပါတော့အဲ့တော့ကျန်တဲ့ဟာလေးလေးလိုက်ပြီးတော့ဖက်ကြည့်မယ် what the so ကွဲပြီးတော့ အရှိုပ်ဖတ်ကြည့်တော့ရှင်ဘုံတရင်စာကို꿰ပြီးတော့တရင်စာကိုမ꿰ဘူး꿰လို့မရအောင်အချို့နေကပဲတယ်ဆုံးဝတ်တဲ့ဘာဝတ်တဲ့လဲရှိုပ်လာဖတ်ကြည့်တော့ယောဖခုဝတ်တဲ့ယောဖခုဆိုတာအဝိဇ္ဇာအဝိဇ္ဇာတွေကိုမ꿰ဘူးနော်အဲ့တော့ပဲမယ်ယောဘဝတ်တဲ့ください ခွဲလိုက်ပါပြင်းနီဝတ်တက်ကူဒါဆိုင်ပြင်းစပလင်းပလင်းအဖြစ်ကိုခွဲလိုက်ပါပလင်းဆိုတော့ခွဲတာလားမသိဘူးစိတ်ပူရရှိဥစားဖက်ကြည့်စံပုံတော့ဘင်းတော့ပလင်းတုံးပလင်းလို့ပြောတာပလင်းတုံးပလင်းဖြစ်အောင်နိဆိုဖြစ်အောင်ဆိုရဲ့အဓိပ္ပာယ်ဒီမှာပလင်းတုံးပလင်းဖြစ်အောင်ခွဲလိုက်ပါတဲ့ ဆိုမဖြစ်နိုင်တော့ဘူးเนาะအကုန်ဖတ်ကြည့်အောင်ခွန်လုံးကြမှုကြမှုဆိုတာယူဒီယူကိုပလင်းသုံးပလင်းဖြစ်အောင်ခွဲပါဆိုပလင်းသုံးပလင်းခွဲထည့်လိုက်ပါလို့ပြောတာအဲ့လိုခွဲထည့်ခိုင်းလို့ရှိရင် what တဲ့နဲ့မသုံးရဘူးဘာသုံးရလဲဒီလား what ခဲ့တဲ့နဲ့သုံးရတယ်ဒီချမ်းနေကို ပလင်းတော့ပလင်းဖြစ်အောင်ခွဲထည့်လိုက်ပါလို့ပြောချင်ရင်ဝါခဲတဲ့ကုဒါဆိုင်လို့တုံရတယ်။ဝါတဲ့ကုဒါဆိုင်လို့မတုံရဘူး။ဒါကြောင့်ရောင်းပါမားတယ်။အားကြောင့်ဖြစ်ရအချိပါပဲ။ဒါဘာဖြစ်တတ်တယ်လဲဆိုတော့อิจิอามันนี่บีกว่ามันนี่บีဆိုတော့ဟောက်ကိုကိုကိုမသိချပါနဲ့ဂျန်နာရီဆက်ပြီးတော့ဖတ်လိုက်ရင်ね ယုံကိုရောက်သွားတယ်ထားပါတော့ယုံကိုရောက်သွားတော့ပလင်းတွေပိုင်းလည်းပါလာတော့ဟာတာဖြစ်မဲ့တနေ့ဆိုပြီးယုံတွေရတော့ခုန ETF မှန်နေရတာ ਨੇ ယုံကိုယူလိုက်ပြီးတော့မာရောအဲ့တော့အမတ်ကပလုံးရောဘယ်လိုမျိုးမဖြစ်စေနဲ့တန်ချောင်းတစ်ခေါက်မှန်ပြီးလို့တွေးမိတဲ့ဟာကိုတစ်ခါတည်းအဲ့တိုင်းပဲမှန်တဲ့အတိုင်းပဲထားခဲ့မတွေးဝင်နဲ့ Okay, now some the book. チコクチコクဆိုတာကဘလို့ချက်ထားခဲ့ကြလဲမသိပေမဲ့အခုနည်းနည်းလေးပြောင်းပြီးတော့မှတ်ပေးပါတကယ်လို့မတူဆိုရင်チコクဆိုတာကအလုံးနောက်ကြသည်ကြောင်းနောက်ကြသည်ဒီလိုပဲတုံရင်လို့ရတယ်ကျန်တဲ့နေရာမှာမတုံအဲ့တခုချိန်းဆိုထားတာနောက်ကြသည်လဲတုံလို့ရတယ် sorry အဲ့တော့ချိန်းဆိုထားတာနောက်ကြသည်အလုံးနောက်ကြသည်ကြောင်းနောက်ကြသည် အဲ့လိုနောက်ကြတာကိုပဲချီခုခုနဲ့သုံးလို့ရမယ်အအသုံးအများဆုံးကကြောင်းနောက်ကြတယ်အလုံးနောက်ကြတယ်ဒါကိုပဲအသုံးများတယ်ဒါကြောင့်မမသိနေနောက်ကြတယ်ဆိုတဲ့စကားလေးအများကြီးရကြောင်းမလို့မမသိနေ Okay ပတ်ကြည့်အောင်ချီခုခုしていますってなおちゃんにでって ရှေ့ကိုဆက်ဖက်တော့ချောတိုဆိုနေ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 တော့ကြနေရဆိုမသိသေးဘူးရှေ့ကိုထပ်ဖက်ကြည့်တော့တိုခေဝနိုင်တိုခေဆိုတာကနိုင်နိုင်တော့ကြတယ်ပြောချင်ရင်ချီကိုခုနဲ့မတုံရပါဘူးချီကိုခုကခုနပြောလိုက်တယ်ကြောင်းနောက်ကြတယ်အလုံးနောက်ကြတယ်ချိန်ထားတာနောက်ကြတယ်ပဲသုံးတယ်ဒါကြောင့်တိုခေနောက်ကြတာသုံးလို့မရဘူး တော့ခင်းတော့ကြတာဆိုအိုခုနေမှစနဲ့တုံးလို့ရတယ်။ဒါကြောင့်အင်ဂျီယာမှားတယ်။နမနဲ့ချီကူကူしてすみません ਨੇ ။နောက်ကြသွားလို့တောင်းမှန်ပါတယ်။ရှင်းကိုကြည့်တော့ဂျူဂျောဂျူဂျောဆိုတာကအတန်းလက်ချာကိုပြောတာမလား။အတန်းချင်းလက်ချာချင်းခုနအမပဲပြောပြီးတော့အကြောင်းနောက်ကြတယ်အလုံးနောက်ကြတယ်ပဲတုံးနေဆို ကျူကျော်မပါဘူးလို့တော့မမြင်နဲ့နော်ကျူကျော်ဆိုတာလည်းကြောင်းနဲ့အတူတူပဲအတန်း lecture chain ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်ကျူကျော်မှာနောက်ကျတယ်လို့သုံးလို့ရပါတယ်ညီပါမှန်ပါတယ်ဆိုတော့ကျွန်တော်မှားတယ်ဆက်ပြီးတော့မဖတ်နဲ့တော့はい大丈夫でしょうかありがとうございます 其实，他妈的，心。